စစ်အုပ်စုအားထောက်ခံအားပေးနေတဲ့ပြည်တွင်းသတင်းမီဒီယာများဖြစ်တဲ့11ရန်ကုန်မီဒီယာ group အစောရှိသူတို့နဲ့ Telegram channel များမှာ၎င်းတို့ရဲ့ခေါင်းဆောင်ကြီးယခုတစ်ချိန်တော့အောက်တိုဘာ26ရက်မှာကွာလာလမ်ပူးတွင်ကျင်းပမဲ့အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ခွင့်ရလည်ပြီလို့ဆိုကာသတင်းမများကိုရည်ရွယ်ချက်ရှိရှိဖြန့်ချီခဲ့ကြပါဗျ။ရခိုင်ကလည်းမလေးရှားနိုင်ငံရဲ့ဝင်ကြီးလာခဲ့တဲ့ခီစဉ်ကိုခုတုံးလုပ်ပြီး လေးရှားမှလေးလာရေးဖွဲ့ဆေလွတ်မယ်လို့စစ်အုပ်စုရဲ့မီဒီယာများကလိန်ညာထုတ်ပြန်ခဲ့တာကြောင့်အတော်ပဲရှင်းယူလိုက်ရပါတယ်။ထို့သတင်းဟာမလေးရှားထုတ် news rate တိုင်းတဲ့မှာညက်ပါလာတဲ့စာတကြောင်းကိုကိုကပြီးမဟုတ်မဲတိတိနဲ့လူရဲ့ဖြန့်ချီလာကြခြင်းဖြစ်တယ်လို့နောက်ပိုင်းမှာအဆိုပါစာကြောင်းပါအပိုက်ကိုပြန်ဖြုတ်သွားတယ်လို့ AWR သတင်းမှာဖော်ပြထားပါတယ်။အစည်းအဝေးနဲ့နှိစက်တဲ့မလေးရှားအရာရှိတွေကမင်းအွန်လိုင်းကိုဖိတ်မှမဟုတ်ဘူးဆိုတဲ့အကြောင်းပြောခဲ့ပြီလို့ဆိုပါတယ်။ကမ္ဘောဒီးယားနဲ့လာအိုကဲ့သို့နိုင်ငံများဥက္ကဋ္ဌဖြစ်ခဲ့ခြင်းကပင် မဲအောင်လိုက်အားဖိတ်ခေါ်ဖို့စကားဥပယ်မတန်းခဲ့ပါလေရဲ့ယခုမလေးရှားကခေါ်ပါမလားဆိုတာကိုထဲသွင်းမစင်စားကြတာပဲဖြစ်ပါတယ်။ထို့ပြင်ယခုထိပ်သီးအစည်းအဝေးကရခိုင်ခေါက်ထဲကြဲကြဲပြန့်ပြန့်လုံသွားဖို့ရှိနေတာကြောင့်ဒေါ်နယ်ထရန့်အပါအဝင်တရုတ်၊အိန္ဒိယ၊အီတလီ၊ကနေဒါ၊တောင်ကိုရီးယား၊နယူးဇီလန်၊ဩစတြေးလျနဲ့ဂျပန်မှ မျိုးသမီးဝင်ကြီးချုပ်အသစ်ဘရာဇီး၊ရုရှား၊တောင်အာဖရိကသမ္မတစုစုပေါင်းနိုင်ငံ၁၂နိုင်ငံမှထိပ်တန်းခေါင်းဆောင်များလာရောက်မဲ့အပွဲမှာ စွန်းစံစိမ့်နဲ့ကြွက်ချီးအယောခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။တကယ်တမ်းဆိုတော့2026ဟာအာဆီယံဥက္ကဋ္ဌလုပ်ဖို့မြန်မာအလဲကျတဲ့နှစ်လဲဖြစ်ပြီးယခုတော့ဥက္ကဋ္ဌလုပ်ဖို့နေနေသားသားအစည်းအဝေးနားတို့ပင်ကတ်ခွင့်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။လူရဝင်ကြည်သည်ဆိုပါကကိုဘက်က short and short ပေးရတဲ့တတိမျိုးရှိဖို့လိုပြီးထို့သောတတိမရှိဘဲနဲ့တော့လူရဝင်ကြည်၍မဖြစ်ဘူးလို့လည်းဆိုပါတယ်။နောက်ထပ်ရရှိတဲ့သတင်းတွေအရဆေးဥစုက Starlink အလုံး30သိန်းစီးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ပြီးတဲ့နောက် Elon Musk ရဲ့ SpaceX မှာ online ဝင်လင်ကိုင်းများသုံးနေတဲ့စတားတင်အလုံး2500အား line ဖြတ်တောက်ဖြစ်လိုက်ပြီလို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရတရုတ် Communist Party မှာလက်ရှိ American နဲ့အနောက်အစုမှာ1945မှာစတင်ခဲ့တဲ့နိုင်ငံတကာအခင်းကျင်းကိုမောက်လန်ဖြစ်ဖို့၎င်းတို့ဦးဆောင်ပြီးနိုင်ငံတကာဖြန့်ဖြည့်အဖွဲ့လို့ဆိုတဲ့ International Organization for Mediation ကိုဟောင်ကောင်မှာစတင်ဖွဲ့စည်းတဲ့အခမ်းအနားကိုဖြစ်လုပ်ခဲ့ပါတယ်။ယခုချိန်ထိပါဝင်ထားတဲ့နိုင်ငံပေါင်း30ကျော်မှာ ကိုယ်စားလှယ်200ခန့်တက်ရောက်ခဲ့တယ်လို့တရုတ်သတင်းဌာနဖြစ်တဲ့ Global Times မှသတင်းထုတ်ပြန်ထားပြီး နောက်ထပ်နိုင်ငံများပါဝင်ကြဖို့လည်းစော်ဩထားပါတယ်။အဆိုပါကိစ္စကကမ္ဘာနိုင်ငံရေးစက်ကောင်မှ Liberal Democracy စနစ်ပြည်ဖုံးကားချတော့မယ်လို့အချက်ပေးတန်ကြောင်ခောက်လိုက်ခြင်းလည်းဖြစ်ပါတယ်။စစ်အုပ်စုဘက်ကတော့အခုလ28ရက်ကလေးကပါဝင်မယ်လို့ဆိုကလက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့ဆိုပါရယ်။ပြည်သူ့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်။ နထိုးကြီးနဲ့မလိုက်မောင်ရန်နစဲကျော်တွင်ဆေးအုပ်စုနဲ့တိုက်ပွဲလေးချိန်ဖြစ်ပြီးတုံပန်းလက်နက်နဲ့အလောင်းတွေရရှိထားတဲ့တရင်ကိုလည်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းချခရိုင်နထိုးကြီးမြို့နယ်နဲ့မိထီလာခရိုင်မလိုင်မြို့နယ်တို့မှာစတင်ဘာလကုန်ပိုင်းကနေယခုအောက်တိုဘာလလယ်ပိုင်းအထိရန်နစဲကျော်တွင်ဆေးအုပ်စုနဲ့တိုက်ပွဲလေးချိန်ဖြစ်ပွားခဲ့ပြီးအလောင်းနဲ့လက်နက်တွေသိမ်းဆည်းရရှိခဲ့တယ်လို့မြင်းချခရိုင်အမှတ်၄တရင်နဲ့မြင်းချခရိုင်အမှတ်၁၀တရင် NPDF ကသတင်းထုတ်ပြန်ထားပါတယ်။ နထိုးချင်းနဲ့မလိုင်မြို့နယ်တဲ့လေချောင်းအကောကထုစစ်ဆင်လာတဲ့စစ်အုပ်စုကို NPDN နဲ့တော်လိုင်းပူပေါင်းတပ်တွေကခုခံကာကွယ်ခဲ့ပြီးစစ်အုပ်စုရဲ့ထုစစ်ကိုစစ်ဦးလံတီအထိတိုက်ခိုက်တွန်းလှန်ခဲ့တယ်လို့ဆိုပါတယ်။စက်တင်ဘာလ25ရက်မှာအော်တိုဘာလ12ရက်အထိမိမိတို့မြင်းချခရိုင် MLA တရင်မြင်းချခရိုင်အမှတ်30တရင်တို့နဲ့တူပူပေါင်းအဖွဲ့များကစစ်ကောင်မရှင်မှလုံဆောင်ခဲ့တဲ့ထုစစ်အားအကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးခန်းစစ်အနေထောင်မှာထုစစ်အသွင်သို့မိမိတို့ရဲဘော်များမှာ အသက်သွေးချွေးများရင်းနေပြီးဆေးဥလန်သည့်အထိတွန်းလှန်ခဲ့တယ်လို့လည်း NPDF ကဖော်ပြထားပါတယ်။စက်တင်ဘာလ25ရက်မော်ရဲ3နိုင်ကရထိုးကြီးမြို့နယ်ရန်ကင်းဖျားကနေမြိုင်သာကြီးရွာဘက်ဥတီစစ်ကြောင်းထိုးလာတဲ့အင်အားနေရပါဆေးဥစုနဲ့မြင်းချက်ခရိုင် MLA တက်ရင်မြင်းချက်ခရိုင် MLA တက်ရင်မြေသားပတ်ကဖားနဲ့တခြားမဟာမိတ်တပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကအဆိုပါတိုက်ပွဲတွေမှာဆေးဥစုဗိုလ်ကြီးအဆင့်အပါဝင်9ယောက်တေကအလောင်းတလောင်းနဲ့ MP5 တနက်တလက်သိမ်းဆီးရရှိခဲ့တယ်လို့လည်း NPDF ကဖော်ပြထားပါတယ်။ အော်တိုဘာလာတရမှာလည်းနထိုးကြီးမြို့နယ်မြိုင်းသားရွာကိုမိရှို့ဖျက်ဆီးပြီးနထိုးကြီးမြို့နယ်ဒိုင်းလေရွာဘက်ဦးတီစစ်ကြောင်းထိုးလာတဲ့အင်အား250ကျော်ပါစစ်အုပ်စုကိုမြင်းချက်ခရိုင်အမတ်လေးတရင်မြင်းချက်ခရိုင်အမတ်၁၀တရင်နဲ့မဟာမိတ်တွေဖြစ်တဲ့မြေသားပကပမြင်းချက်ခရိုင်ဒရုန်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာ၃နိုင်ကျော်ကြာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်အုပ်စုဖျော်ဖျဲဖြစ်သွားလို့တော်လိုင်းတက်တွေကထိုးစစ်ဆင်ရမှာအထိနာသွားပြီးတက်ပြက်ထွက်ပြေးသွားတယ်လို့လည်းဆိုပါရယ်အဲ့ဒီတိုက်ပွဲကနေ ်၃ပန်း၄ရောက်ငကြီးမီတလက် MA 11တလက် G3 တလက် MA1 တလက် M79 တလက် MA5 တလက် drone စီ jammer ကားစီကားသုံးစီးနဲ့ကြီးခဲရန်တွေတင်စီရမိခဲ့တယ်လို့ NPDF ကထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာမြောက်ဒီဘက်ကကြားဖြတ်လုတ်ကင်သူတွေရာနဲ့ချီပြီးထိုင်းဘက်ကိုထွက်ပြေးသွားတဲ့အကြောင်းကိုလည်းတစ်ဆက်တည်းဖော်ပြပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မြောက်ဒီမြို့မှာရှိတဲ့အွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်လုပ်ငန်းတွေတရှိရာခေခေဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့နိုင်ငံသားကြားဖြတ်လုပ်ကင်သူရာနဲ့ချီပြီးထိုင်းနိုင်ငံဘက်ထွက်ပြေးနေတယ်လို့သိရပါဗျ။ကြားဖြတ်လုပ်ငန်းလုပ်ကင်သူတို့ကလည်းထိုင်းဘက်ဝင်ရောက်ခွင့်ရဖို့နေဆက်မှာစောင့်ဆိုင်းနေသူတွေလည်းရှိတယ်လို့ဆိုပါရယ်။ကြားဖြတ်စင်နာရီရှိရာ KK ဘက်ကိုဆေးဥစုကဝင်ရောက်စီးနေမယ်လို့သတင်းတွေထွက်ပေါ်လာချိန် KK ဘက်ဝင်ထဲမှာရှိတဲ့မြန်မာအလို့သမားတွေနဲ့နိုင်ငံသားအလို့သမားတွေမနေ့ကစလို့ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်တယ်လို့လည်းသိရပါဗျ။ကြားဖြတ်လုပ်ငန်းတွေမှာလုံလောက်ကင်နေတဲ့နိုင်ငံသားတွေထွက်ပြေးခွင့်ရဖို့ ကင်းနဲ့ရောင်းတဲ့ BGF ကလည်းကုညီဆောင်ရွက်ပေးမှုတွေရှိနေတယ်လို့ဆိုပါရယ်။တနကန်အဖွဲ့ချို့ကလည်းကြားပြတ်လုပ်သားတွေအတွက်လုံခြုံရေးပေးနေကြတာတွေရှိပြီးထွက်ပြေးလာသူအများစုဟာမြောက်ရီချစ်ကြီးတရားအနိစုဝေးကထိုင်းနိုင်ငံဘက်ဝင်ရောက်ဖို့စောင့်ဆိုင်းနေကြတာလို့ဆိုပါရယ်။အခုကတရားထိတ်မှကို ထိုင်းဘက်ကိုကိုကိုစောင့်နေသူတွေအများကြီး KK ဘက်ကနေမျိုးတဲ့ပြေးဝင်လာတဲ့နိုင်ငံခြားသားအချို့ကို စစ်ကောင်စီဘက်ကမြောက်ပြည်မြို့အဝင်လမ်းမှာစစ်ဆေးဖမ်းဆီးမှုတွေလှုပ်ဆောင်လာနေတာမနေ့ကတော့ဖမ်းဆီးစစ်ဆေးတာမတွေ့ရဘူးဒီနေ့မှနိုင်ငံသားတွေကိုစစ်ဆေးဖမ်းနေတာတွေ့ရှိရတယ်လို့မျက်မြင်တွေ့ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။နေဆက်ဖြတ်ကျော်ဝင်ရောက်လာသူတွေထဲမှာတရုတ်လူမျိုးအများဆုံးပါဝင်နေပြီးအိန္ဒိယနဲ့ပါကစ္စတန်တို့လည်းပါဝင်တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြထားချက်ရသိရပါတယ်။ဒါ့ပြင် KK ဘက်ကနေနေဆက်ဖြတ်ကျော်ဝင်ရောက်လာသူတွေထဲကနိုင်ငံသား90ဝန်းကျင်ကို ထိုင်းနိုင်ငံမဲကုရွာတောင်ရင်မြစ်တစ်ဖက်ကမှထိုင်းအာဏာပိုင်တွေကရှာဖွေတွေ့ရှိထားပြီးဥပဒေအရဆက်လက်လုံဆောင်နေတယ်လို့လည်းသိရပါဗျ။နေရတွင် ထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့ကြားဖြတ်အလုပ်သမားပေါင်း600နီးပါးရှိတယ်လို့လည်းထိုင်းသတင်းတွေကဖော်ပြထားပါဗျ။လက်ရှိမှာလည်း KK ဘက်ကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြသူတွေနေထိုင်ဖို့နေရထိုင်ခင်းအပြည့်စုံယာယီစခန်း၄ခုကိုခွင့်လှစ်ပေးထားတယ်လို့လည်းဆိုပါဗျ။ထိုင်းနိုင်ငံကနေတရားမဝင်တဲ့ဆက်ဖြတ်တန်းဝင်ရောက်ကတောင်ရင်မြစ်ကိုဖျက်ခိုးလာတဲ့နိုင်ငံသားတွေကိုတွေ့ရှိပါကော အရေးပေါ်တယ်လီဖုန်းနံပါတ်191ကိုချက်ချင်းခေါ်ဆိုဖို့မဲဆောက်ရဲစခန်းကကြေညာထားတာဖြစ်ပါရယ်ခင်ဗျာလောင်လုံးမြို့နယ်အတွင်းဂျမ်ဖက်ဆေးအုပ်စုရဲ့ဟန်ပြရွေးကောက်ပွဲကိုနေလမ်းမျိုးစုံနဲ့တိုက်ဖြတ်သွားမှာဖြစ်တာကြောင့်ပြည်သူများလုံးဝပါဝင်ပတ်သက်ခြင်းမပြုဖို့ပကပအတိပေးထားတဲ့တဲ့မှာတနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းအဂျမ်ဖက်ဆေးအုပ်စုရဲ့ဟန်ပြရွေးကောက်ပွဲကိုနေလမ်းမျိုးစုံနဲ့တိုက်ဖြတ်သွားမှာဖြစ်တာကြောင့်ပြည်သူများလုံးဝပါဝင်ပတ်သက်ခြင်းမပြုလို့ရန်အတိပေးလိုတယ်လို့ လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုထားပါတယ်။စစ်မိတ်ဆာမရောက်နိုင်တဲ့ချမ်းဖက်စစ်အုပ်စုကလွတ်လပ်မြောက်တာပြီးပွင်လင်းမြေသားစွာကျင်းပခဲ့တဲ့2021ရွေးကောက်ပွဲမဲရလက်ကိုဆက်ကျင်ကနိုင်ငံတော်တိုင်ပင်ခံတောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးမြင့်အပါအဝင်ရွေးကောက်ပွဲအနိုင်ရပါတီမှတွတ်တော်ကိုယ်စားလှယ်လောင်းများအားလုံးကိုဖန်ဆီး၍မတရားအာဏာလုယူခဲ့ပြီးဒီကနေ့ချိန်ထိနိုင်ငံတော်ဝန်မှစစ်မီးတောက်လောင်စေခဲ့တယ်လို့ဆိုပါတယ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဖွံ့ဖြိုးဆဲဖြစ်တဲ့မြန်မာနိုင်ငံဟာစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီလမ်းကြောင်းမှာသွေဖဲသွားခဲ့ပြီးအာဏာယူမင်းအောင်နိုင်တဲ့အပေါင်းပါတစုရဲ့ထင်တန်းကျဲရက်ဆက်ရုပ်မှောင်မှုတွေကြောင့်တနိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်လူចောင်းသားပြည်သူများရာထောင်ချီရရဆက်ဆက်အသက်ဆုံးရှုံးခဲ့ရကြောင်းဒါပြင်ချက်ဖက်စေုပ်စုမှာနိုင်ငံတော်မှာရှိတဲ့လူနေအိမ်များဘာသာရေးအဆောက်အအုံများကိုဖျက်ဆီးခြင်းရွာလုံးကျွတ်မိရှို့ခြင်းပြည်သူများအပြစ်မဲ့ထားပြီးလေကြောင်းမှဘုံကျဲတိုက်ခိုက်ခြင်း အရွယ်ရောက်ပြီးလူငယ်များအားအာရမဆင့်မှုထမ်းခိုင်းစေခြင်းစတဲ့လုပ်ရက်တွေကိုဒီကနေ့ချိန်ထိရက်ဆက်ကြမ်းကြုတ်စွာပြုလုပ်လျက်ရှိတယ်လို့လည်းဆိုပါတယ်။ထို့ကဲ့သို့ရက်ဆက်ကြမ်းကြုတ်မှုများကိုနေ့စဉ်ကျူးလွန်နေတဲ့ချမ်ပတ်စေုပ်စုကလာမယ့်ဒီဇင်ဘာလအတွင်းနိုင်ငံတော်မှာဟန်ပြရွေးကောက်ပွဲပြုလုပ်ပြီးနိုင်ငံရေးထွက်ပေါက်ရရန်ကြိုးပမ်းလျက်ရှိကြောင်းထို့သောချမ်ပတ်စစ်အာဏာရှင်များတတ်ဆိုးရှိစေဖို့ထွက်ပေါက်ရှာပြုလုပ်မယ့်ဟန်ပြရွေးကောက်ပွဲအစီအစဉ်ကိုလဝဲခရိုင်အတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့အင်အားစုများအနေနဲ့နီလန်းမျိုးစုံတုံးပြီးတိုက်ဖြတ်သွားကြဖို့နဲ့ ပြည်သူများအနေနဲ့လုံးဝပါဝင်ပတ်သက်ခြင်းမပြုဖို့လေးနဲ့တိုက်တွန်းလိုတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ချားရေးတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုထားတာဖြစ်ပါတယ်။လောင်းလုံးမြို့နယ်ပကဖအနေနဲ့အချမ်းမဆူဆူရဲ့ဟန်ပြရွေးကောက်ပွဲအစီအစဉ်ကိုလုံးဝလက်မခံကြောင်းနဲ့နီလန်းမျိုးစုံနဲ့တိုက်ဖြတ်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။